နေရာကဏအသေးသေးမှာတွေ့ကြုံတဲ့ဖြတ်တန်းမှုတွေရှိတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ခေါင်းဆောင်မှုနေရာကိုအသက်ကြီးသူတွေသာယူထားလို့ရှိတဲ့မြန်မာပြည်မှာလူငယ်ခေါင်းဆောင်တွေပေါ်လာဖို့အတွက် Global Leadership Summit 2014ကိုစက်တင်ဘာ19ရက်နေ့ကရန်ကုန်မှာကျင်းပခဲ့ပါတယ်။မြန်မာနိုင်ငံဟာနှစ်ပေါင်းများစွာတပ်ဦးဆံပိုင်ပြည်ထောင်စုစနစ်နဲ့အာဏာရှင်အုပ်ချုပ်မှုအောက်မှာနေခဲ့ရတာကြောင့်လူငယ်တွေအတွက်ပြောခွင့်ဆိုခွင့်တားတဲ့အခြေအနေမျိုးမရှိဘဲပြောရဲဆိုရဲတဲ့လူငယ်တွေကလည်းခေတ်စနစ်ကိုတော်လှန်ခဲ့ရလို့ဆွန့်လွတ်ပေးခဲ့ ဆုံးရှုံးနစ်နာခဲ့ရတာမို့အနာဂတ်မှာတော့လူငယ်ကောင်းဆောင်မျိုးဆက်တွေပေါ်လာဖို့မျှော်လင့်တယ်လို့ပွဲစီစဉ်သူကပြောပါတယ်မြန်မာနိုင်ငံဟာအားလုံးသိကြတဲ့အတိုင်းပေါ့ဘရင်စနစ်ပုံစံမျိုးနဲ့အဖွဲတစ်ဖွဲလောက်ကပဲအာဏာကိုချုပ်ကင်ထားခဲ့တဲ့အဲ့လိုခေါင်းဆောင်မှုနဲ့လာတဲ့ခါမှာပြောရရင်တော့ဗတိတရစ်စနစ်ဆံပါသေးတယ်အဲ့ဒါကြောင့်မို့လို့အထူးသဖြင့်လူငယ်တွေတော်တော်လေးကိုခေါင်းဆောင်မှုအခွင့်အလမ်းနှဲပါနေပါတယ်ဒါပေမဲ့အခုကလည်းတော်တော်လေးကိုအစဉ်ပြေချောမွေလာပြီဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုးလွတ်လွတ်လပ်လပ်လှုပ်ဆောင်လာနိုင်တာဖြစ်ပါတယ်။ဒါမျိုးလှုပ်ဆောင်ခြင်းအပြင်လူငယ်တွေအနေနဲ့လည်းကောင်းဆောင်မှုကဏ္ဍမှာပါဝင်လာနိုင်ကြတာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီ Global Leadership Summit ထဲမှာ Technical Director ပေါ့နော်။ဤပညာဆိုင်ရာညွှန်ကြားရေးမှုဆိုရင်ကျွန်တော်တို့အသက်25နှစ်ပဲရှိပါသေးတယ်။ကျွန်ကြီးလို့ခေါ်ပါတယ်။အဲ့လိုမျိုးပေါ့နော်။ဒီမှာလာပြီးတော့တက်ရောက်တဲ့လူတွေလည်းကြည့်မယ်ဆိုရင်လူငယ်တွေတွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့လူငယ်တွေရဲ့အခန်းကဏ္ဍဟာအခုတဖြည်းဖြည်းနဲ့ကျွန်တော်အမြင်အရပြောမယ်ဆိုနောက်10နှစ်အတွင်းမှာလူငယ်တွေတကယ်ထူးချွန်ထက်မြက် အရေးချင်းပြောင်မြောက်တဲ့လူငယ်တွေနေရာရလာမယ်။ရန်ကုန်မြို့ MCC ခန်းမမှာ6ချိန်မြောက်ကျင်းပတဲ့ Global Leadership Summit မှာလူငယ်ရေးရဲ့အခမ်းအနားမြင့်တင်လာဖို့ဖို့ဖော်ပြောဝဲတွေပါတယ်လို့ရန်မုံငွေဈေးရောင်းပွဲတော်လည်းပါဝင်ပါတယ်။ဒီပွဲကိုခရီးရန်လူငယ်အများပြားတက်ရောက်ခဲ့ပြီးပေးဂီတာအစီအစဉ်တွေနဲ့လည်းဖြော်ပြခဲ့ပါတယ်။အဖွဲ့အစည်းတစ်ခုမှာမျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေကိုမွေးထုတ်နိုင်မှာပဲတည်တံ့မှာဖြစ်တယ်လို့မြန်မာနိုင်ငံမှာတော့ခေါင်းဆောင်နေရာယူထားတဲ့လူကြီးတွေက ။တည်ရဲအထိနေရာမဖဲကျင်တာကြောင့်လက်ဆင့်ကမ်းပေးနိုင်မဲ့တတိမျိုးလိုအပ်နေတယ်လို့ဥအောင်တန်ညွန်ကပြောပါရတယ်။ကျွန်တော် socialist ခက်ကနေတီထွားလာတဲ့60ခုနှစ်ကနေတပါတီအာဏာရှင်အောက်မှာရှိသောကြောင့် mindset ကဘာဖြစ်နေလဲဆိုတည်ရဲအထိခေါင်းဆောင်လုပ်ချင်တယ်။နေရာမဖဲမွေးချင်တင်မပဲနေရာဖဲပေးမယ်။ဒါပေမဲ့ biblical worldview ပြန်ကြည့်တဲ့အခါမှာကျွန်တော်နှစ်ချင်းသိနေတော့ကြီးထွားလာတော့ နှစ်နှစ်လင်းတဲ့1 term ပေါ့2 term ပြီးရင်ခေါင်းဆောင်ကပြောင်းရတယ်အစ်စ်ရွေးရတယ်ဒါကြောင့်လင်းနှစ်ချင်းတင်းတော်ကြီးကဒီကနေ့အထိခံခံကန့်ရှိတယ်နောက်တော့အမေရိကန်နိုင်ငံဥရောပနိုင်ငံတွေမှာလင်းနှစ်1 term ပြီးတာနဲ့ second term ပြီးရင်10နှစ်အလုံးစုံပဲပြီးရင်ကျွန်တော်တို့ခေါင်းဆောင်တင်းရွေးတယ်ဗမာပြည်မှာလည်းကျခေါင်းဆောင်ဘိုင်းကအဲ့လိုလုံနိုင်တဲ့ကောင်းမယ်ကျွန်တော်တော့အဲ့ဒီအတွေ့အကြုံကိုလက်တွေ့အကောင်တွေပေါ်တာပေါ့နော်ကျွန်တော်90နဲ့4နှစ်မှာကျွန်တော်ခေါင်းဆောင်စလွှဲပြီးဒါဆိုကျွန်တော်ဒီလိုလွှဲနိုင်မှလည်းအနာဂတ်ခေါင်းဆောင်တွေများလာမှတိုင်းပြတ်တွတ်တက်လာအဲ့လိုကျွန်တော်တော့ လက်တွေ့လုပ်ပါတယ်။ကျန်တဲ့ခေါင်းဆောင်ကြီးတွေလည်းအဲ့လိုဖြစ်လာဖို့တွန်းအားပေးနေပါတယ်။